တမိုးတင်အင်အားစီမံကိန်းရှိခုတည်ဆောက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းတမိုးတင်အင်အားစီမံကိန်းရှိခုကို အစိုးရပုဂ္ဂလိကအကျိုးသူပူးပေါင်းဆောင်ရွက်မှုနဲ့အကောင့်ထယ်ဖို့ဆောင်ရွက်သွားမယ်လို့ရန်ကုန်မြို့ရောစီပင်သားရရှိကော်မတီတင်သာလက်ခံရှိနှင့်စီစီရေးကော်မတီမှသိရပါတယ်။ အစိုးရတန်ဖိုးတင်အိမ်ယာစီမံကိန်းများကိုရန်ကုန်မြို့တော်စီပင်သာယာရေးနန္ဒမိတ်ရဲ့အတွင်းရှိတကုံမြို့တည်တောင်ပိုင်းမြို့နယ်တကုံမြို့တည်စိတ်ကမ်းမြို့နယ်တကုံမြို့တည်အရှေ့ပိုင်းမြို့နယ်တို့ရှိမြေ252အေကာကျော်ပေါ်မှာတည်ဆောက်မှဖြစ်ပြီးအကျိုးသူဆောင်ရွက်လို့တဲ့လုပ်ငန်းရှင်တွေကိုတင်သာခေါ်ယူလျက်ရှိပါထိတင်သာများကိုဒီဇင်ဘာလ၄ရက်မှဒီဇင်ဘာလ၁၈ရက်အထိကျောက်တရမြို့နယ်ဆက်ထက်ရှုံရှစ်လွာအင်ဂျင်နီယာဌာနအဆောက်အအုံမှဝယ်ယူနိုင်ပြီးတင် ်သာပုံစံနဲ့တင်သာအာမခံခြင်းငွေကိုဒီစင်မလာ33ရက်နောက်ဆုံးထားပေးသွင်းရမယ်လို့ဆိုပါတဲ့တင်သာပွဲကျင်းပမယ့်နေရာကိုကျူတင်အတိပေးရအကြောင်းကြားမှဖြစ်တယ်လို့သိရပါတယ်ရှင်။